မလာပါ City Insider from Bamalan Kelly သူတို့လိုက်ပါလေကျွန်တော်တော့ Ambin Travis ပါဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာကတော့ Ryan Inori ကြောင်းပဲဖြစ်ပါတယ် Ryan Inori စီက City တို့ဘာတွေမျှော်လင့်နိုင်မလဲဆိုရဲစောင်းပါဦးကျွန်တော်ဒါပြန်လေဖောက်တယ်ခြောက်ပေါ့နော်အဲ့တော့စလိုက်အောင် Ryan Inori နဲ့ပတ်သက်လို့စိတ်နေတဲ့သူတွေလည်းရှိပါမယ်အဲသူရဲ့ဒီ cancer ပိုင်းပေါ်တဲ့ရဝင်ကြီးတွေလည်းရှိကောင်းရှိပါလိမ့် သို့တော့သူ့မှာအားနေချက်ထက်အားသာချက်တွေပိုများနေမှာကျွန်တော်လေးလာကြည့်အောင်အဝူဖ်အတွက်ကိုပဲနှိုင်းရှင်ကြည့်လိုက်ရင်အင်နိုရီကမက်သီးယပ်နူးနက်စ်ချက်အများကြီးအသင်းကိုအကျိုးပြုခဲ့ပိုကောင်းပြခဲ့ပါတယ်ဂျန်ခဲ့တဲ့နွေရာသီနှစ်ခုတုန်းကမန်စီးတီးနူးနက်ကိုခေါ်ယူသွားခဲ့တဲ့အပေါ်ဝူဖ်ပရိသတ်တွေပိုလည်းနားမလည်ဖြစ်ခဲ့ရပါတယ်နူးနက်စ်ကိုယ်တိုင်ကဝူဖ်မှာထိုင်ကြခဲ့တာမဟုတ်ပါအခုအင်နိုရီကတော့မတူတော့ပါဘူး ပြိတ္တတွေရောသုံးသက်သူတွေကပါဒါကတော့စီးရီးရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ဖြစ်တင်းမှုလို့အလုံးဝလက်ခံကြပါမျိုးနဲ့စီးရီးကိုပြောင်းစင်ကဆိုရင်ကစားသမားအင်္ဂလိပ်ဘောလုံးလောကမှာဘာမှသက်တည်မပြရသေးပါဘူးတစ်ဖက်ကညူရီကတော့အထိုက်တစ်ယောက်သက်တည်ပြပြီးတဲ့ကစားသမားလည်းဖြစ်ပါနေဒီမှာတော့ဝူးဖ်ကကစားသမားနှစ်ယောက်လည်းဖြစ်တယ်လို့ကျွန်တော်အမလွဲတာမချောင်းဆောင်းပါမှာခဏခဏနိုင်ချီပြီးပြောအောင်ဒီလိုပြောနေလို့အင်နိုရီကစီးရီးအတွက် ဟက်ချလောင်းဆိုပြီးအန်ဝင်ဝင်ကြဖြစ်မယ်လို့မဆိုလို့တလို့အဲဒါတော့ဘာ risk မှမရှိတဲ့ခေါ်ယူမှုလို့လည်းကျွန်တော်တို့သုံးသပ်လို့မရပါဘူးတင်နိုရီယာပြီးပြည့်စုံတဲ့အင်္ဂလန်ပရီးမီးယားလိကစားသမားဖြစ်ဖို့တော့အများကြီးလိုပါသေးဒါပေမဲ့လို့အင်မတန်စိတ်လုရှားပြားကောင်းတဲ့ကစားသမားဖြစ်သလိုခေါင်းပုံနဲ့သက်ရောက်မှုတွေကိုအာသူ့ရဲ့ကစားပွဲတွေစီယူဆောင်လာနိုင်တဲ့သူပါအခု Wolfco Inori ပြောင်းလာခဲ့တဲ့လွန်ခဲ့တဲ့9နှစ်ကနေတွက်ကြည့်ရင် England Premier League မှာ လက်ရှိသူ့ထက်တွင်းကိုပောင်းရင်ပတ်သက်မှုများတာအစားသမား9ယောက်ပဲရှိပါအချက်အလက်တွေကိုမိနစ်90မှာဘလောက်နှုန်းနဲ့သင်တွက်ကြည့်လိုက်ရင်노ရီရဲ့ဆန်းဆောင်စွမ်းဆောင်ရည်ကအထင်ကြီးစေရအောင်။ရုံးကြီးတဲ့ငါးနှစ် on girls အတင်းကနေပြောင်းလာပြီးကလေးကထိတန်းကိုပေါဝင်ပတ်သက်မှုအများဆုံးရှိတဲ့ခန်းစစ်ကစားမှု25ရောက်စင်းနေမှာသူပေါဝင်ပါတယ်။ဒါမိနစ်90နဲ့တွန်းရင်သူတက်အဲမိနစ်900လောက်ပူကစားတာလေကစားသမားတွေလည်း အဲဒီစင်းထဲမှာရှိနေတာပါအစောပိုင်း300ဒီမှာတော့အစ်စ်ဆန်မားမှာပြေဆွမ်းဆောင်ရေးရတောက်လျှောက်ရက်တည်ခဲ့တယ်ဂယ်ရီအိုနီရဲ့လောက်မှာပုံမှန်နေရာရလာတဲ့နောက်ဆုံး200ဒီမှာတော့ဒီတဝူးချင်းဆွမ်းဆောင်ရေးအစ်စ်စနစ်ကြီးကိုတက်လာတာပါ2024 25ဘောလုံးရသည့်တကူတဲကိုချိလိုက်ရင်လည်းတစ်ဖက်မှာ roof ယုံကန်ရခဲ့သည့်တိုင်ဆောင်းအဒီမှာ Victor Pereira ရောက်လာမှုနဲ့အတူအနည်းငယ်လမ်းကြောင်းအမှန်ပေါ်ရောက်လာခဲ့တာပါအဲဒီလိုရာသီမှာတော့ Inori ရဲ့ ဂိုးပေါင်ရဲ့ပတ်သက်မှုနှောကတုံညတသမ3နှစ်နဲ့ပရီးမီးယားလိနောက်ခံလူတွေတဲ့အာနုရဲ့အနောက်ဒုတိယလိုက်ပါအာနုကတပွဲပြန်ညတုံညတသမ3နှစ်ပါအင်ဒိုရီယာဝူဖရဲ့အဓိကတိုက်စစ်လက်နက်တွေကတခုဖြစ်လာသလိုပရီးမီးယားလိရဲ့တိုက်စစ်စွမ်းဆောင်ရေးအကောင်ဆုံးခန်းစစ်ကစားသမားတွေတဲ့ကတဦးလည်းဖြစ်လာခဲ့ပါတယ်သူရဲ့ screen goal တွေမြစ်သားခံရတော့ဘယ်ချမ်းကနေလာပါလဲ။တိုင်ဘက်နောက်ခံလူတွေကိုလုံးထိုးချော်ပြပြီးတော့ အသင်းပေါ်ရီကိုရှာဖွေဖြတ်တင်ပေးပို့မှုတွေပြုလုပ်ပေးရအောင်ပြီးကြတဲ့ရာသီသိမ်းပွဲတွေထဲကလက်စတာနဲ့ပွဲမှာအခုလိုတွေ့ရပါတယ်အင်နိုတီယောက်ပောက်ကွေးအကောင်းကောင်းနဲ့ပြီးလွားကခနာကိုဟန်ချက်ကိုအကောင်းဆုံးကျင်သေးတယ်မသူရဲ့ခုညာကိုးသိမ်းနိုင်မှုဟန်ဒီပေးနိုင်ခဲ့ပါတယ် Coventry City နဲ့ FA ဘလာကွာတာဖိုင်နယ်မှာ Hugo Bruno အတွက် Twin Go ကိုရင်သက်ရှူမောပဲဖန်တီးပေးခဲ့တောင်ချင်းလဲအင်နိုရီယက်စ်ဖယ်ဆောင်ရောင်းဖို့ကျွန်တော်တို့အာနားလည်နိုင်မှာပါ ဝဲပီလူပီးခင်မှာဖီအားတွေနဲ့ပြည့်နေတဲ့အချိန်အခါမျိုးမှာအခုလိုပြည့်ကြတဲ့ပြေးဖို့မှုကြီးစင်းအဖြစ်အဲသူဟာတဝူးချင်းဆိုတကွက်ကောင်းကစားသမားမဟုတ်ဘူးဆိုတော့တည်နိုင်ပါလေအကွင်းနဲ့ဇုံမိုတက်ကပိုဇီရှင်အတွင်ကူးပြောင်းပြီးကစားနိုင်ခြင်းရနဲ့ကန်ဆယ်လိုနဲ့အတူပရီးမီးယားလိမှာဆန်းသစ်ကစားပြခဲ့တဲ့ဖက်ကွာရီယိုလာရဲ့အချက်အရေးပဲတစ်ခုခင့်နေတာပါအမျိုးမျိုးသောပိုဇီရှင်တွေကိုတက်တောင့်တက်တောင့်ဝင်ရောက်ကစားနိုင်တဲ့ သူ့ရဲ့ရည်သွေးကြောင့်လေပိုင်ဆိုင်မှုအသားပေးရမယ့်စီတီအတွက်တကယ်တက်စစ်ချင်းချောင်းကိုစိတ်ပိုင်းတူဖြစ်လာဖို့ရှိနေပါတယ်မာလူဒိုမှာ၅နှစ်ဖြတ်သန်းခဲ့တဲ့ကာလတစ်ချောင်းဘေနောက်ခံလူအနေနဲ့မကြမကြကစားပေးခဲ့ရပြီမဲ့နိုရီရဲ့အဓိကခြေစွမ်းပြတောက်ပလာတဲ့ position ကတော့တက်စစ်အားဖြင့် wing back ပဲဖြစ်ပါတယ်ဘာရီရာလာဝူးဖ်ကရာသီအသိန်းကာလတွေမှာနိုရီနဲ့စီမီရိုတောင်ပန်နှစ်ဖက်ခန်စစ်တာဝန်ခြေပေါ်ကစားတယ်လို့တက်စစ်ကိုတော့ပုံမိုလိုက်ပါကစားခဲ့ရပါတယ် ပြန်ဟိမတ်ကိုပြန်ကြည့်လိုက်ရင်လည်း SCD LB LM LAM ဆိုပြီးသားမန် left back ချောက်တဲ့ပိုးတဲ့ကစားပုံလေးကိုမြင်နိုင်ပါတယ်ချစ်တရားဒီ Gary O'Neil ရဲ့လောက်မှာလဲ Nori ကစားခဲ့တဲ့နေရာတွေကတိထထောင်ပူစုံနေပါသေးတယ် Wolf အရင်နီးပြားကြီးက hybrid 343ကိုတုံးဆွဲခဲ့ပြီးတချို့နေရာတွေမှာလက်ရှိနီးပြား Barrera ရဲ့442နဲ့လည်းနေငယ်စင်တာတွေ့ရပါတယ် O'Neil ရဲ့ left wing back တွေအနေနဲ့ကစားရတဲ့ နိုရီယာအသင်းကိုခန်းစစ်အသွင်ပြောင်းတဲ့အခါလေးယောက်တန်းခန်းစစ်ပြန်ဖြစ်သွားပြီးတိုရီယာဘယ်ဝန်တာဝန်ယူတဲ့အခါနိုရီယာသူ့ရဲ့အရှေ့ left midfield ကိုနေရာယူကစားပါတယ်။မိဖုရားကြီးအိုနေရာသူ့ရဲ့တိုက်စစ်ကစားသမားတွေဒဏ်ရာရတဲ့အခါမျိုးမှာလေနိုရီကို LMS နေရာတိုက်စစ်တီလိုက်ပါကစားစီပြီးတော့သူကိုယ်တိုင်လည်း wolf ကအဓိကတိုက်စစ်လက်နဲ့ဖြစ်လာခဲ့တာပါ။နိုရီရဲ့တိုက်စစ်ကိုပံ့ပိုးနိုင်စွမ်းနဲ့သူသူ့ရဲ့စိတ်တဲ့ အဲ့ဒါဖိတ်တက်ကြရင်ကြတယ်လို့လုတ်တရတဲ့ကစားဟင်ကြောင့်ပရိသတ်တွေအတွက်အဲသူကစားတာစောင့်ကြည့်ရစိတ်လုံရှားကြပါတယ်အဲ့လိုဘောင်းနဲ့ပွဲစီမှာအသင်းပေါ်ကိုခြေပနောင်းနဲ့ဒါလေးပေးပြီးတိုက်စစ်ကိုပြေးတက်လိုက်ပါတော့ကောခံမဲရခတ်တဲ့သူ့ရဲ့ဟန်ပေါင်းဖြောပြမှုအပြည့်နဲ့မြည်တွေ့ရတာပါ ကာတကလေးသူ့ရဲ့ဒီအစမ်းခွင်မှုအသင်းကိုမကြခရဆိုလို့ဂျင်းနဲ့ချက်သေးတော့ပြန်ရောက်စီပါတယ်ဘူးအသေးတွေနောက်ဆုံးကစားပေးခဲ့တဲ့ပွဲစီမှာဆိုရင်လေတာမန်ပေးပို့မှုတက် Rick ကများတဲ့ football ကိုသုံးပြီးတော့ပြန်ပေးခဲ့တာမှာ Gambit Brentford အတွက်တအားဆောင်ကိုဖြစ်သွားပါတယ်။ပွဲပြီးမှာတော့1-1တည်းရရလက်တာရရှိခဲ့တာပါ။အာဒီဒင်းကာလာတွေမှာနီဒါယီပါရရာဟာအနိုင်ရလက်ကိုထိန်းကျင်တဲ့ခါမျိုးမှာဆိုရင်တော့ Nori ကိုထုတ်ပြီးတော့အာတာမန်ဘေဂျန်ပရရှင်နဲ့ဘေဂျန်ကစားသမားတို့ကထိန်းကစားတွေရှိပါတယ်။အဲ့တော့ Premier League မှာ900တိကစားခဲ့တဲ့အတွေ့အကြုံရှိတဲ့အတိုင်း Nori မှာတချို့အကျန်းတယ်ဆန်တဲ့အမားတချို့နဲ့တိုးတက်လာမယ့်အပိုင်းတွေကိုလည်းမြင်တွေ့ရပါသေးတယ် သို့တော့ဂွာရီလာအနေနဲ့နိုရီကိုကောင်းကောင်းမွန်မွန်ကင်တွယ်နိုင်ပြီးသူ့ရဲ့အားတန်ချက်ကိုတောင်မှပါအားနည်းချက်ကိုပါမိုးမှန်ပြေးနိုင်မှာဆိုရင်တော့ဒီကစားသမားကိုဆေးလုံချားတယ်ဟာဟလာနေရာတယောက်အနေနဲ့မြင်လာမှာဖြစ်ပြီးစီးရီးရဲ့လွတ်လပ်နေတဲ့ဘဲချမ်းတွေလည်းအငုံကြံကြဖြစ်တင်းမှုဖြစ်လာပါလိမ့်မယ်အဲဒါကတော့အင်နိုရီကိုကျွန်တော်တို့အချင်းချင်းနေလာကြည့်ခဲ့ကြတော့ပါ အဲနောက်ဗီဒီယိုမှာတော့ကျွန်တော်တို့ဘာနာလို့ server အကြောင်းပြောရင်းနဲ့ပြန်လဲကြည့်ကြပါမယ်။အားလုံးအားပြီးတဲ့အတွက်ကျေးဇူးပါ page ကို like and follow လုပ်ထားနိုင်ပါတယ်။အားလုံးပဲစီးပေးကြပါ